မရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်မှာအင်အား9တသမ2နဲ့ရစ်စတာစကေ့ချ်နဲ့ငလင်ကြီးလှုပ်ခတ်သွားပါတယ်။မရိကန်ပြည်တော်စုကယ်လီဖိုးနီးယားပြည်နယ်တောင်ဘက်ဆန်ဒီယေဂိုအနီးမှာ AB 14ရက်နေ့ဒေတာစံတော်ချိန်မနက်7:00နာရီမှာအင်အား5.2ရစ်စတာစကေ့ချ်ငလင်လှုပ်ခတ်သွားတယ်လို့ American Bhumi Beta Sitan Thana USGS ကထုတ်ပြန်ထားပါတယ်။ မြင်းကလေးဘူချမကဆန်ဒီယီကိုမျိုးအရှိမြောက်ဘက်တနိုင်ခန့်ကွာမှာရှိတဲ့ကိုအာမကာတောင်တန်းနေရာမှာဖြစ်ပြီးမြေအောက်73ကီလိုမီတာကျော်မှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်ဆန်ဒီယီကိုမျိုးပြောရေးဆိုခွင့်ရှိသူကတော့ငလင်းချောင်းအဆောင်ကိုထိခိုက်ပျက်စီးတာလူထိခိုက်ဒဏ်ရာတာတည်င်းမရရှိဘူးလို့တော့ဆိုပါတယ်ဆန်ဒီယီကိုမျိုးအနီးနေတစ်ခုကစီဒီမတန်းမှာတော့ငလင်းလှုပ်တဲ့အချိန်မှာအိမ်မိုးခွင့်နှကောင် ကြောက်လန့်တကြားထွက်ပြေးသွားတာတွေ့ရပါတယ်။စန္ဒီယေကိုရဲတပ်ဖွဲ့ကလည်းငလင်ကြောက်ထိခိုက်ဒဏ်ရာရမှု ဖြစ်စီမှုဒီသတင်းနဲ့မရသေးဘူးပြောမယ်ငလင်ကဆက်လက်ဖြစ်ပေါ်နေတယ်ဆိုပါလေ။ USGS ကငလင်ဖြစ်ပြီးနောက်တနာယီတွင်ဒေသတွင်းမှာသိမ်းခဲ့တဲ့နောက်ဆက်တွဲငလင်လှုပ်ခတ်မှုတွေတဲ့ဆက်လက်ဖြစ်ပေါ်ခဲ့တယ်ဆိုပါလေ။ငလင်ကြောင်ဆူနာမီဖြစ်ပေါ်နိုင်ခြင်းမရှိကြောင်းတော့မြို့သားရာသီဥတုဌာနကပြောပါတယ်ကယ်လ်ဖိုးနီးယားဒေသတစ်လျှောက်မြေကြီးထဲမှာ USGS ကမြန်မာနိုင်ငံကလေးရာဖြစ်တဲ့ Cybergrass တွေနဲ့တခြားအာယုံငယ်ကရိယာတွေမြုပ်ထားပြီးမြေဆောက်လုပ်တဲ့အခါမှာလျှက်စီးလို့မြန်တဲ့စံသက်မှုကိုပြုလုပ်တာဖြစ်လို့ Shekelat စနစ်တတိပီးအဖွဲ့ကောင်ဆောင် Robert Degru ကပြောပါတယ်။အာယုံငယ်ကရိယာတွေကအချက်လက်တွေကိုစီမံရေးစင်တာကိုဖိပုတ်ခဲ့ပြီးတော့သိပ္ပံပညာရှင်တွေကငလင်ပြင်းအားနဲ့ဖြစ်နိုင်ခြေအတိုင်းအတာကိုဆုံးဖြတ်ကြတာပဲဖြစ်ပါတယ်။နောက်ထပ်သင်ပေါ်ပြောချင်ပါတယ် ကုံတော်ရင်မြင်မြမကနေဘသူမှ လုံမြောက်ခွင့်မရှိဘူးလို့တမနာထရန်ကဆိုပါလေဒီတမနာကတော့ကုံတော်စစ်ပွဲမှာဘသူမှ မနိုင်ဘူးလို့ပြောပါလေအဲကန်တမနာကတော့ထရန်ကမြတ်တောက်မှုမရှိတဲ့ကုံတော်ရင်လက်မညီဘူးကနေဘသူမှလုံမြောက်ခွင့်မရဘူးလို့တတိပေးလိုက်ပြီးအခွန်စည်းချက်မှုတွေထက်လုံမယ်လို့အရေးမွားပြောကြားလိုက်ပါလေဒီနိုင်ငံကတင်းတွင်းကုန်တွေကို145ရာခိုင်နှုန်းအခွန်စည်းချက်ထားတဲ့ထရန်ဟာစမတ်ဖုန်းနဲ့ကွန်ပျူတာတွေကိုတော့ အခုကဲလုတ်ခွင့်ပေးကြောင်းတောက်ကြနေကအင်ဖြူတော်ကနေကြီးညာခဲ့ပေမဲ့ဒါဟာရေရှည်မဟုတ်ပဲတခြားအခွန်စည်းရင်းဖြစ်ထည့်သွင်းမယ်လို့သူကလူမှုကွန်ရက်မှာရှင်းတာပါလေဒေါ်သမားရှိချင်းမင်ကတော့အရှိတော်အရှာကုံထုံးလို့ရေသုံးတဲ့ခီးစင်ပြီးဒီကနေ့မှာ BNN ကိုရင်ဆုံးသွားမှာဖြစ်ပါလေခီးစင်တိုင်းငယ်ရှိချင်းဖြင့်ကကာကွယ်ရေးဝါဒဟာဘယ်ကူမှခီးရောက်မှာမဟုတ်ကြောင်းနဲ့ကုံတွဲစစ်ပွဲမှာဘသူမှအနိုင်ရမှာမဟုတ်ဘူးလို့တတိပေးလိုက်ပါလေ ်တရုတ်နိုင်ငံဘက်ကထရန့်ကိုခုံလေးအားလုံးလုံးဝရုပ်သိမ်းပြီးဖို့တောင်းဆိုခဲ့ပြီးအမေရိကန်အနေနဲ့အမားတွေကိုပြုပြင်ဖို့ဆိုပြီးတော့တိုက်တွန်းခဲ့ပါတယ်ရှိချင်းမိကတော့ထရန့်ရဲ့ကုံတွေရွာရနဲ့ပတ်သက်ပြီးမြင့်မနှက်မှုတွေပြင်းထန်နေပါလေ။ဒါကြောင့်သူဟာ BNN ကိုရောက်စင်နေမှာတစ်ဖက်သက်ကြီးလိုက်ငယ်ငင်းပြုလုပ်တာကိုပူတွဲဆန့်ကျင်တဲ့လို့ရှိချင်းဖြင့်က BNN ကိုပြောပါလေ။တနင်္လာနေ့က BNN ကမှသူက အခုတော့မှတ်ချက်ပြုခဲ့တာလို့တရုတ်နိုင်ငံဂျာယီဝန်ကြီးဌာနကဆိုပါတယ်။ဗီယက်နမ်ကွန်မြူနတီပါတီတရုတ်ပြည်မှုတော်လန်နဲ့ဆွေးနွေးစဉ်မှာတမရှိကပြောခဲ့တာပါ။ရှီအောက်ခုကြီးနဲ့ပြည်ပမောဆုံးပြပခီးစဉ်စိတ်တပိုင်းဖြစ်ဗီယက်နမ်ကိုတွားရောက်ခဲ့ပါတယ်။တရုတ်နဲ့အမေရိကန်ဂျာကုန်သွယ်ရေးပို့တိုက်မှုအရှိန်မြင့်နေပြီးနိုင်ငံလုံးကအပြန်အလှန်စစ်တပ်ခုနဲ့တမတ်ချိန်မှာသူတို့နှုတ်ခုလို့ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ တရုတ်နဲ့ပြည်နယ်ဟာငြိမ်းချမ်းတုနီးပညာလေယာဆိုင်ပြိုရေးပါဝင်တဲ့ပေစုံမှာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့သဘောတူခဲ့ပြီးသဘောတူညီချက်45ခုကိုလက်မှတ်ထိုးခဲ့ပါတယ်။အမေရိကန်နိုင်ငံနဲ့ကွန်ဘိုရေးပတ်တိုက်မှုအကျိုးတရားမှုတွေရှင်းချဖို့တရုတ်နိုင်ငံဟာအဓိကကွန်ဘိုဘက်တနိုင်ငံဖြစ်တဲ့ဗီယက်နမ်နဲ့ဆက်ဆံရေးတိုးမြှင့်ဖို့အကြိုးပမ်းနေပါတယ်။အာဆီယံဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့ဗီယက်နမ်ခီးစဉ်ပြီးပါကရှီကျင်းဖျင်ဟာမလေးရှားနဲ့ ကမ္ဘောဒီးယားကိုသွားမယ်လို့သိရပါတယ်တရုတ်နိုင်ငံအတွက်အာဆီယံဝင်အမေရိကန်နိုင်ငံထက်ပုံမကြီးမားတဲ့ကုန်သွယ်ပတ်နိုင်ငံပါလို့ရှီကျင်းပြင်ကပြောခဲ့တယ်လို့သိရပါတယ်နောက်ထပ်သတင်းမှုပြောချင်ပါတယ်သွင်းကုန်ကုန်တိုးမြင့်ကောက်ခံတာတွေအပြီးဖြတ်သိမ်းလိုက်ဖို့တရုတ်ကအမေရိကန်ကိုတောင်းဆိုနေပါတယ်သွင်းကုန်တွေပေါ်ပြန်လည်ခုံစည်းချက်မှုကိုရပ်ဆိုင်းဖြတ်သိမ်းလိုက်ဖို့အမေရိကန်သမ္မတထရန့်ဆိုရကိုတရုတ်ကုန်သွယ်ဥက္ကဋ္ဌကတောင်းဆိုကြောင်းနိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ် တရုတ်သူငုံတွေပေါ်145ရာခိုင်နှုန်းအထိအခွန်တိုးမြင့်ကောက်ဖို့တည်င်းထုတ်ပြန်ထားပေမဲ့တရုတ်နိုင်ငံမှာလာထုတ်တဲ့ American Company ရဲ့ smartphone ကွန်ပျူတာနဲ့နေပညာဆိုင်ရာသွင်းကုန်တွေပေါ်ကိုတော့အခွန်ကင်းလုပ်ခဲ့ပေးမယ်လို့ Donald Trump ဆိုရကတည်င်းထုတ်ပြန်ထားပါတယ်။ American Company တွေကထုတ်လို့တဲ့သွင်းကုန်တွေပေါ်ကိုပဲတိသက်ခွန်စည်းကြမှုကင်းလုပ်ခွင့်ပေးနေမယ်စာတရုတ်နိုင်ငံကသွင်းကုန်အလုံးပေါ်ခွန်စည်းကြမှုကိုအပြီးတိုင်ဖြတ်သိမ်းလိုက်တာအကောင်းဆုံးဖြစ်မယ်လို့တရုတ်ကုန်သွယ်ဝန်ကြီးဌာနတည်င်းမှာဖော်ပြထားပါတယ်။ အပြာလန်ခုစစ်ချက်မှုအလုံးလုံးဝဖြစ်သိမည်ပြာလန်လေးစားသိမှတ်ပြတဲ့လက်ကြောင့်ကိုပြန်လဲရှောင်းလမ်းဖို့အမေရိကန်ဆိုရကိုတောင်းဆိုကြောင်းလည်းတရုတ်ကွန်ရီဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းနိုင်ငံတကာသတင်းတွေမှာဖော်ပြထားတာဖြစ်ပါတယ်။အခုတော့ဒေါ်လာထရန့်ရဲ့အခေါ်စစ်ချက်မှုတွေကြောင့်အကောင်းမြင်နေသူရှိပြီးတော့သူကတော့ရုရှားပဲဖြစ်ပါတယ်။ထရန့်ရဲ့အခေါ်စစ်ချက်မှုကြောင့်တရုတ်ရုရှားစီးပွားရေးဆက်ဆံရေးဟာပုံမအကောင်းလာလိမ့်မယ်လို့ရုရှားကခန့်မှန်းနေပါတယ်။ ထရရဲ့တိုးကုတ်ခုံစည်းချက်မှုတွေဟာရုရှားတရုတ်နှစ်နိုင်ငံကြားစီးပွားရေးဆက်ဆံမှုကိုပုံမအားကောင်းစေလိမ့်မယ်လို့ရုရှားဒုတိယနိုင်ငံကြားရေးဝန်ကြီးအန်ဒရီရူဒန်ဂိုကရုရှားဆိုရသတင်းဌာနနဲ့မေးမြန်းကမ်းမှာပြောပါတယ်။ထရရဲ့ခုံစည်းချက်မှုကြောင့်ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲဖြစ်ပေါ်လာမှာသိကြသလိုဒီကုန်သွယ်ရေးစစ်ပွဲမှာရုရှားတရုတ်နှစ်နိုင်ငံကုန်သွယ်မှုဟာအမြင့်ဆုံးကို ရောက်ရှိသွားနိုင်တယ်လို့အန်ဒရီဒူရန်ဂိုကဆိုပါတယ်။ တရုတ်ဟာရုရှားရဲ့အဓိကကုန်သွယ်ဘက်နိုင်ငံဖြစ်တယ်လို့ရုရှားဟာတရုတ်ရဲ့ပစ္စမမြောက်အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံလည်းဖြစ်တယ်ဆိုပါလေတရုတ်ရုရှားပူးပေါင်းဆက်ဆံရေးဟာနေပေဆုံးမှာအရှင်ဟိုနဲ့ဖွံ့ဖြိုးတိုးတက်နေတာဖြစ်လို့ကုန်သွယ်ရေးစစ်ပွဲတွေကြားမှာလည်းစီးပွားရေးပူးပေါင်းဆောင်မှုတွေဟာပုံမှန်တိုးတက်လာဖို့ပဲရှိလိမ့်မယ်လို့ရုရှားဒီနိုင်ငံသားရဲ့ဝန်ကြီးအန်ဒရီရူဒန်ကပြောဆိုသွားခဲ့တယ်လို့သိရပါတယ်နောက်ထပ်သတင်းမှုပြောချင်ပါတယ် မရိကန်ထူးကိုယ်စားလှယ်စတီဝစ်ကိုဟာရုရှားသမ္မတပူတင်နဲ့စိန့်ပီတာစဘက်မှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်ဒေါ်နယ်ထရန့်ကလည်းရုရှားသမ္မတပူတင်အနေနဲ့ယူကရိန်းမှာပြည်ခိုက်ရေးစည်ရေးတရားမှုရှိအောင်လှုံ့ဆော်ဖို့တိုက်တွန်းလိုက်ပါတယ်မရိကန်ထူးကိုယ်စားလှယ်နဲ့ရုရှားသမ္မတတို့တွေ့ဆုံမှုဟာဒီနားကြောင့်ကြောင်းမြင်ခဲ့ပြီးယူကရိန်းရဲ့ပြည်လည်ဖို့ရှုထောင့်တွေကိုကူစားပေးဆွေးနွေးခဲ့တယ်လို့ရုရှားဆိုရကထုတ်ပြန်ထားပါတယ် ဒီစလုံးဟာ Steve Scott အတွက်ဒီနှစ်တွင် Putin နဲ့၃ချိန်မြောက်ဆွေးနွေးတာဖြစ်ပြီးတော့အကျိုးကျေးဇူးတော့ရှိပါတယ်လို့ Russia to Kuzle Dimitrius ကပြောပါတယ်။ဒါပေမဲ့ဆွေးနွေးမှုချင်းနဲ့ပတ်သက်လို့ Putin ကိုစိတ်ပြတ်မိတယ်လို့ Trump ကဆိုပါတယ်။ရုရှားကိုကြည်ရတာထရီယောက်စတင်လှုပ်ဆောင်ဖို့လိုနေပြီအဲ့ဒီဆိုးဝါးပြီးစင်ကြုံမဲ့တဲ့စစ်ပွဲမှာလူများကြီးတင်တာတပတ်ကိုထောင်နဲ့ချီပဲလို့ထရန့်ကလူမှုကွန်ရက်မှာရေးပါတယ်ယူကရိန်းကိုပိုင်ချပြီးအုပ်ချုပ်မယ်လို့ သူပြောခဲ့တဲ့အကြောင်း Trump ရဲ့ Ukraine ဆိုင်ရာထိုးကိုယ်စားလှယ် Kickgalog ကဆိုပါလေအပြည့်အခက်ရစဲရေးတွေကြောင်းလှုပ်ဆောင်တဲ့အင်အားစုဖြစ် Ukraine နောက်ပိုင်းမှာထိန်းချုပ်ရေးနေမြေတွေထားပြီးတော့ပြည်ထိုင်နဲ့ပြည်သက်တပ်တွေကနေရာယူထားတဲ့အကြောင်း Kickgalog ကပြောပါလေ Russian စစ်တပ်ကလက်ရှိသိမ်းပိုက်ထားတဲ့အရှေ့ပိုင်းမှာဆက်နေတဲ့လို့ Kickgalog ကအကြံပြုပါလေဒုတိယကမ္ဘာစစ်နောက်ပိုင်းဘာလီမှာဖြစ်ပျက်ခဲ့တယ်လို့ယူဆလို့ရတယ်လို့ Kickgalog ကဆိုပါလေ ယူကရိန်းရဲ့ချုပ်ချာအာဏာကိုထောက်ခံတဲ့အနေနဲ့ပြစ်ခတ်ရေးစည်ပြန်လဲရုံးကြွရေးဆိုတာကိုပြောနေတာပါယူကရိန်းကိုပိုင်းခြားအုပ်ချုပ်ဖို့ဆိုလိုနေတာမဟုတ်ဘူးလို့အမေရိကန်ကဆိုပါတယ်။ဒါပေမဲ့ရုရှားကတော့ပိုင်းခြားအုပ်ချုပ်ဖို့အတွက်ပဲအာရုံစိုက်နေပုံရတယ်လို့သိရပါတယ်။ယူကရိန်းနဲ့ပတ်သက်ပြီးတော့အင်ဖီရွန်နဲ့ယူကရိန်းဆိုရတော့ကကိတ်ကဲလော်ရဲ့ပြောဆိုချက်ကို ်သစုံတရားမှတ်ချက်ပေးခြင်းမရှိသေးပါဘူး BBC သတင်းထံကတော့ဒီတိုင်းကိုမေးမြန်းတဲ့အခါမှာဘလို့တုံ့ပြန်မှုမှမရသေးဘူးလို့ဆိုပါတယ်ဒါတော့ဆိုယူကရိန်းကိုစီးအကိုညီဖြစ်ဥရောပနိုင်ငံတွေကရူ27ဘီလီယံပေးမယ်လို့သဘောတူထုတ်ပြန်ပါတယ်ယူကရိန်းစစ်ပွဲပြီးဆုံးမဲ့အလားအလာမမြင်ဘူးလို့ဥရောပနိုင်ငံတွေကကာကွယ်ဝင်ကြီးတွေကလည်းဆိုပါတယ်ဆက်ဆက်ရေးပုံပုံဖြစ်အောင်လှုံ့ဆော်တဲ့ဖြစ်စဉ်က၁၈၄၀ဖြစ်တာမို့ပေါင်းမြောက်တဲ့ရလဒ်တွေရှိတာကိုမျှော်လင့်ထားလို့မရဘူးလို့ ရုရှားဆိုရပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကပြောပါတယ်ပူတင်နဲ့ထရန်တို့တွေ့ဆုံမှုရသက်မတာပါဝင်နေသလားလို့မြင်တဲ့အခါဒီမီထရီပက်စကော့ကကြည့်ရအောင်ပါစတီဗန်စကော့ကသမောပူတင်နဲ့ဘာလို့ပြောလဲဆိုလို့ဗမူတီနေလို့ဆိုပါတယ်ပူတင်နဲ့မဆွေးကင်းနေခင်မှာစတီဗန်စကော့ဟာဒီမီထရီယက်နဲ့ဆိုင်မီဒါစပါကဂရန်ဟိုတယ်မှာတွေ့ဆုံခဲ့ပါတယ်အဲ့ဒီနေရာမှာသမနီနဲ့ရုရှားစစ်ပွဲအကြောင်းညီနာခံကိုတော့မှပြုလုပ်ခဲ့တယ်လို့သိရပါတယ်လောလောဆယ်မှာတော့ရုရှားနဲ့ မရိကန်ကြားထဲမှာသမရန်ဦးတွေ့ရှုပ်ဆောင်မှုကတော့ဝေးသေးတယ်လို့ဆိုပါတယ်ကျွန်တော်တို့မှာသဘောထားကွဲလွဲချက်တွေသိမြပါတယ်ဒါပေမဲ့အဲ့ဒီသဘောထားကွဲလွဲမှုတွေကိုကွဲပြားတဲ့နယ်ပယ်ဒီမှာတဆင်ချင်းဖြည့်ရှင်းနေပါတယ်လို့အမေရိကန်သမရန်ထရန်ရဲ့ထူးကိုစလဲကဆိုပါတယ်အခုပဲဆော်ဘယ်အမေရိကန်နဲ့ရုရှားတို့ကလည်းကျင်းသားပလေတဲ့စီဇန်ကိုဆက်လက်လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ အီရန်အမေရိကန်ကြောင့်နျူကလ িয়ার လက်နက်စနစ်ဘွယ်ကိုနောက်တစ်ပတ်မှထပ်မံပြုလုပ်မယ်ဆိုပါတယ်။ ABC နဲ့ကအမေမှာကျင်းပခဲ့တဲ့နျူကလ িয়ার စနစ်ဘွယ်ကပြည်သူ့လုံးဆောင်တဲ့စနစ်ဘွယ်ဖြစ်ခဲ့တဲ့အမေရိကန်နဲ့အီရန်နှစ်ဖက်လုံးကပြောဆိုနေပြီးစနစ်ဘွယ်ကိုနောက်တစ်ပတ်ပြန်ဆောက်ဖို့သဘောတူခဲ့ပါတယ်။အီရန်နဲ့နျူကလ িয়ার ရေးစနစ်ကိုအမေရိကန်ကိုယ်စားလှယ်ဖွဲ့ကိုရှေ့လေပိုင်းဆိုင်ရာထူးသန်မစတီဝစ်ကောကဦးဆောင်လာပြီးအီရန်ဖွဲ့ကိုအီရန်နိုင်ငံဂျာအေးဝန်ကြီးအာဘတ်အရာချီကဦးဆောင်လာ။အမေရိကန်နိုင်ငံဂျာအေးဝန်ကြီးကဂျာဝန်ညှိနှိုင်းပါတယ်။ ဒီစနစ်ဘက်ကအီရန်နဲ့ထရန်ဂျာပထမဆုံးကျင်းစနစ်ဘက်ပါထပ်ဆွေးနွေးဖို့နှစ်ဖက်လုံးကသဘောတူပါတယ် AB 16လောက်ဖြစ်ပါလိမ့်မယ်လို့အီရန်နိုင်ငံသားရဲ့ဝန်ကြီးကပြောပါတယ်အင်ဂျီရောဘက်ကတော့ဒီကိစ္စတွေကအရန်ရှုပ်ထွေးပါတယ်ထူးသန့်နမန်ရဲ့စုလုံမှုကနှုတ်နှစ်ဖက်အကျိုးရှိတဲ့ရလက်ထွက်လာအောင်ရှေ့ချေတလန်းလှမ်းလိုက်တာပါနောက်တစ်ပတ်စနေထပ်တွေ့ဖို့သဘောတူတယ်လို့ထုတ်ပြန်ထားပါတယ်ထရန်ဖစ်ပွိုင်းမဆက်တဲ့ကအီရန်ကိုအစွမ်းကုန် PR ပေးမှုတွေလှုပ်လာပြီးအိုမန်စနစ်ဘက်မှလည်းတရားလိုမှာ နျူကလ িয়ার စီမံကိန်းကိုအီရန်ဘက်ကမစွန့်လွတ်ဘူးဆိုရင်ဒုက္ခကြီးကြီးရောက်လိမ့်မယ်လို့သတိပေးပါရယ်ဆွေးနွေးပွဲပြီးတာနဲ့နောက်ထံကအီရန်ကိစ္စအဆင်ပြေသွားမယ်ထင်ပါတယ်လို့ Air Force 1လည်းရင်ပေါ်မှာသတင်းတောက်တွေကိုပြောပါရယ်အိုမန်ကျောင်းကိုညှိနှိုင်းပေးခဲ့တဲ့ episode ဆွေးနွေးပွဲဟာထရန်လိုတင်တဲ့ပုံစံမျိုးနဲ့ချင်းဆိုင်ဆွေးနွေးပွဲတော့မဟုတ်ပါဘူးအီရန်နဲ့ American ကိုယ်စားလှယ်ဖွဲ့တို့ကတေးကြတခန်းစီမှာရှိနေပြီအိုမန်နိုင်ငံကြီးကိုကြီးကတဲ့ဆက်ပြလက်ပြောနေတာပါ ကိုမန်တရင်ဘေးတူရဲ့ပြောပြချက်အရဆင်းဘက်မှာအဓိကနှိယူမဲ့အရာတွေကဒေတာတွင်းတင်းမာမှုရှော့ချရည်အကျဉ်းသားလေးလေးနဲ့အီရန်ကိုပိတ်ဆို့ထားတာဖြစ်လျော်ရင်ပြန်လည်နေတဲ့အီရန်ကိုထုတ်လိုက်ရို့ဖြစ်တယ်နောက်ထပ်သတင်းပို့ပြောချင်ပါတယ်တရုတ်နိုင်ငံပေကျင်းမှာလိမ္မော်လေးဝင်ရောက်ခဲ့ပြီးလိမ္မော်ရောင်ဆင့်သတိပေးချက်ထုတ်လိုက်ပါတယ်တရုတ်နိုင်ငံမြို့တော်ပေကျင်းနဲ့နိုင်ငံမြောက်ပိုင်းမှာ AP 12ကလေပြင်းမုန်တိုင်းဝင်ရောက်တဲ့အခါမှာကြောင့်လေကြောင်းခီးစဉ်ရာနဲ့ချီဖက်ဖြတ်သိမ်းလိုက်ရပြီး ယထာခိစဉ်နေရတန်လိုက်ရပါတယ်သတင်းထံတွေဖော်ပြချက်ရမြို့တော်ပေကျင်းရဲ့အဓိကလေစိတ်ကြီးတွေမှာလေကြောင်းခီးစဉ်တွေ800ကျော်ဖြတ်သိမ်းလိုက်ရပါတယ်။တနအီကို63မိုင်ကြီးလေတံတုံးမြင့်တက်ခဲ့ပြီးတော့ပေကျင်းမှာအပြင်းထန်ဆုံးလေမုန်တိုင်းလည်းဖြစ်ပါတယ်။အာနာပိုင်တွေကလေပြင်းမုန်တိုင်းအလျက်သတိပေးချက်ဖြစ်ဒုတိယဆင့်လေမုန်ရောင်ဆင့်ထုတ်ပြန်ခဲ့ရတာဖြစ်ပါတယ်။သတင်းပတ်ကုန်ထိတိုက်ခိုက်နိုင်မယ်လို့ခန့်မှန်းတဲ့အတွက်ပေကျင်းမှာရှိတဲ့ထင်ပြရနေရာတွေဒီသမိုင်းဝင်နေရာတွေကိုပါပိတ်ခိုင်းထားပါတယ်။ ဒါပြင်မျိုးနဲ့လူတို့22တန်းကိုလည်းမလို့အပဲအပြင်ထပ်တော်လာခြင်းမပြုဖို့တတိပေးထားပါတယ်။ဆိုရမီဒီယာချုပ်ကဆိုရင်လင်းနဲ့အလွဲတကူလွင့်ထွက်သွားနိုင်တယ်လို့တော့မှတတိပေးကြညာပါတယ်။ပန်းဖြစ်ဥယျာဉ်တွေလည်းပိတ်ထားပြီးတတိုင်းရင်ပင်ကြီးချို့ကျိုးတင်ခုတ်ပြက်ရှင်းရှင်းချားချားမှာဘေကျင်းမှာအပင်တော်ကနီးပါးပြိုလဲခဲ့ပါတယ်။မော်တော်ယာဉ်များစွာပျက်စီးမှုရှိခဲ့ပါတယ်။ဒါပေမဲ့လူထိခိုက်တဲ့တဲ့တင်တော့မရပါဘူး။ခုလီမုန်တိုင်းကြောင့်တရုတ်နိုင်ငံမြောက်ပိုင်းမှာနှင်းတွေဖုံးလွှမ်းနေပြီလို့သိရပါတယ်။ နောက်ထပ်သင်္ဘောပြောချင်ပါတယ်မြန်မာသင်္ဘောသားတွေလိုက်ပါလာတဲ့ရေနံတင်သင်္ဘောကိုရုရှားနဲ့ဆက်ဆက်တယ်ဆိုပြီးအက်စတိုးနီးယားနိုင်ငံကကြားဖြတ်ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရပါတယ်ဒီကြောင့်တဲ့ဥပဒေဥပဒေကိုချိုးဖောက်ကြောင်းဆွဆွဲချက်နဲ့ကေဝါလာယူနိုက်တက်သင်္ဘောကိုအက်စတိုးနီးယားမြို့တော်တန်လင်နာမှာကြားဖြတ်ပန်းစီခဲ့တာလို့အက်စတိုးနီးယားအနာမိုင်တွေကပြောပါလေပြီးတော့အဲ့ဒီယူနိုက်တက်သင်္ဘောဟာရုရှားပေါ်နိုင်ငံကရေယူပိတ်ဆို့မှုကိုဘောင်းကျော်ချိုးဖောက်ပြီးတော့ရုရှားအတွက်လုံးလုံးပေးနေတဲ့ Shadow Fleet လို့ခေါ်တဲ့ ရပ်ဘတ်ကုံတဲ့တမောရီတဲမှာအပါဝင်ဖြစ်တယ်လို့အက်စတိုနီးယားကဆိုပါတယ်။တာဟာနီရိုးစစ်မှားမိုက်ဖွဲ့တွေမှာပါဝင်တဲ့ဘော်တစ်ဒေသတွေနိုင်ငံကရုရှားရဲ့ Shadow Fleet စီးရင်မှာပါဝင်ကြောင်းဆွဆွဲချက်နဲ့ရပ်ဘတ်ရင်ရင်ဒစီပထမဆုံးဖန်ဆီးမှုဖြစ်ပါတယ်။တယ်လီမျိုးပြင်အကနာကျွန်းနာမှာအဲ့ဒီရေရင်ကိုအစတြေးလျရေတက်ရဲ့ရဟင်းနဲ့စေးရီတုံးပြီးကြားဖြတ်ဖန်စီခဲ့တာပါတင်ပေါ်မှာကပရိန်ပါဝင်မှုထမ်း၄၄ဦးလိုက်ပါကြောင်းအဲ့ဒီမှာရေမှုကပရိန်ဟာတရုတ်နိုင်ငံသားဖြစ်ကြောင်းအစတြေးလျရေတက်ကြီးကပြောပါတယ် သင်္ဘောပေါ်မှာရှိတဲ့မြန်မာသင်္ဘောသားရေတော့ကိုတော့အာနာပိုင်ကတီးကြမထုတ်ပြမိမဲ့ရှင်ရင်မှုကလွှဲရင်ကျွန်တော်အားလုံးဟာမြန်မာသင်္ဘောသားတွေပဲလို့သတင်းတွေထွက်နေပါတယ်။သင်္ဘောကဥရောပမှာဆန်ရှင်ထိတာတဲ့တရားမှုကိုဒါကိုမြန်မာသင်္ဘောသားတွေကဘလို့ပုံစံနဲ့တင်ထားတာလည်းမသိဘူးလို့လက်ရှိသင်္ဘောသားရေကျွမ်းကျင်သူတွေကပြောပါတယ်။ထိုင်းနိုင်ငံနဲ့တမောမောကမြန်မာနိုင်ငံသားတွေအခြေအနေဟာအစိုးရရဲ့ရုပ်ရုပ်ပုံပေါ်မှာမူတည်နေပါတယ်။ လောက်ထုံးလုံးကြီးဟာကေဝါလာလို့တင်မပြောဟာခုံမောင်းသွားလာနေခွင့်မရှိကြောင်းအစိုးရကအဲ့ဒီတင်မကိုလိုရတဲ့စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ထိန်းသိမ်းပိုင်ခွင့်ရှိတယ်လို့ဆိုပါတယ်ကေဝါလာတင်မကိုဥရောပသမဂ္ဂကနေဒါဆွစ်ဇာလန်နဲ့ပြည်ထောင်တို့ကလည်းပိတ်ဆို့ရည်ယူမှုစင်းနဲ့ထည့်သွင်းထားပါတယ်ရင်းဟာရရှားရဲ့ဥစတာလူကာစိတ်ကန်းစီဦးတည်ခုံမောင်းနေချိန်မှာကြားဖြတ်ဖန်ခံရတာပါစုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေစေဖြစ်ပေမဲ့အဲ့ဒီတင်မဟာရည်ပိတ်ဆို့မှုကိုလိုအပ်ဖောက်ဖြစ်ပြီး ရုရှားရင်းနယ်ကိုတောင်းယူတဲ့ပို့နေတယ်လို့ယုံကြည်ကြောင်းအက်စထရိုနီယာကဆိုပါတယ်အဲ့ဒီနယ်နေသမောက်ကိုလောလောဆယ်အက်စထရိုနီယာရဲ့တသမောက်တောင်းစင်းကစောင့်ချက်နေပြီလိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေမပြီးမချင်းထောက်ခွာခွင့်ပြုမှာမဟုတ်ဘူးလို့သိရပါတယ်နောက်ထပ်သတင်းပို့ပြောချင်ပါတယ်ကာဇာဒေသတစ်ခွမှာထိုးစစ်အပြင်းထန်ဆင်တော်မယ်လို့အစ္စရေးကာကွယ်ဝန်ကြီးအစ္စရေးကတ်စ်ကကြေညာပါတယ် အစ္စရေးတရားရာဖာနဲ့ခံယူနေမျိုးတွေကိုပိုင်းခြားထားတဲ့ဂါဇာတောင်ပိုင်းလူကြုံရေးဆောင်ကိုပြေဝသိမ်းပိုက်ခဲ့တယ်လို့အစ္စရေးကကဆိုပါတယ်။ခံယူနေဝင်ကျင်မာနေထိုင်သူတွေကိုတော့ဘေးလွတ်ရာပြောင်းရွှေ့ဖို့အစ္စရေးစစ်တပ်ကမိန့်ထုတ်ထားပါတယ်။ဟာမတ်စ်တို့ရဲ့ဒုံးတိုက်ခိုက်မှုကိုလက်တော့မြေမှုစစ်စင်ရေးတွေလုပ်တော့မယ်ဆိုပါတယ်။နလာကြပြစ်ခတ်ရေးဆိုင်ပြပြသွားပြီးတော့အစ္စရေးကဟာမတ်စ်တို့ဘက်မှာထိုးစစ်ဆင်မှုတွေပြန်လည်ဆက်တင်ခဲ့ပါတယ်။ ထိုးစစ်ဆင်မှုတွေကိုဂါဇာမှာကျန်နေတဲ့ဒဇာကန်59ရောက်လုံးကိုလွှတ်ပေးချိန်ထိလုံးမှာဖြစ်ပြီးတော့ဒဇာကန်တွေက24ရောက်ဟာအသက်ရှင်နေသေးတယ်လို့ယုံကြည်ရပါတယ်လာဒေဗီယာနဲ့မိုရက်ဂျာမာရှိတဲ့ area တစ်ခုလုံးကိုအစ်ဇွေးလုံးဂျုံအစ်ဇွေးရဲ့ဒဇိတပိုင်းဖြစ်တယ်လို့အစ်ဇွေးကောက်ွယ်ဝန်ကြီးကပြောပါတယ် အဲ့ဒီနေရာတွေကိုသိမ်းပိုက်တာဟာရာဖာနဲ့ခိုင်ယူနစ်ကို3ရောက်ဖြတ်တောက်ပြစ်နိုင်ပါလေအစ်ဇွေးထိုးစစ်ဟာအကောက်ွယ်မဲ့အရက်သားတွေတည်ဆုံးစေတဲ့ပြင်ဒဇာကနေကိုလည်းဘီကင်းရေးကိုမရေမရာဖြစ်စေတယ်လို့ဟာမတ်စ်တို့ကတော့ထုတ်ဖော်ပြောဆိုထားတာဖြစ်ပါလေနောက်ထပ်စင်မို့ပြောချင်ပါလေတနမန်ဆက်ဆံရေးကို ချိန်ချောက်မှုနဲ့ဘင်္ဂလားဒေ့အလှမယ်ကိုဖန်ဆီးထားတယ်လို့သိရပါတယ် တိုင်းပြည်ရဲ့တန်တမာဆစ်ဆန်ရေးကိုချင်းချောက်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဘင်္ဂလားဒေ့လက်မှတ်တွေကိုဖန်ဆီးထားတယ်လို့ရဲတဲ့ဖွဲ့ကတင်းနှင်းကွန်ရီနေကပြောပါလေလာမယ်ပါကမြို့တော်တော်ဒီမို့ဟာ sorry တန်တမာ honest ဆစ်ဆန်နေတယ်ဆိုပါလေဘင်္ဂလားဒေ့နိုင်ငံရဲ့တန်တမာဆစ်ဆန်ရေးကိုဆိုးဝါးပြုလုပ်တဲ့ရွေချက်နဲ့အရေးကြီးပုံကိုယ်တွေကိုမှားရဲစွာဆွဆွဲခဲ့ပြီးတဲ့နောက်မှာအလားမယ်မဂနာအလံကိုဆွဲချက်မတင်ပဲဖန်ဆီးခဲ့တယ်လို့ဆိုပါတယ် ဒီရေးကြီးပုံကူတွေကနိုင်ငံသားတွေဖြစ်ပါလေလို့ရေးတဲ့ဖွဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါလေအသက်30ရွယ်အလမဲ့ရဲ့ဖခင်ကတော့သူသမီးကိုဒါကောင်မှာရှိတဲ့ sorry တမ်းမဟောင်းနဲ့ချစ်တက်ခဲ့လို့ဖန်ခံရတာလို့ပြောပါလေတမ်းမနဲ့အလမဲ့မကနာဟာချစ်သူတွေ ဖြစ်နေကြတာပါတမ်းမကလက်ထခွင့်တောင်းတာကိုသူ့မှာသားချင်းမယားချင်းရှိနေလို့ကျွန်တော်သမီးကညင်းထားတာလို့ဖခင်ဖြစ်သူကပြောပါလေဒါပေမဲ့အဲ့ဒီပြောဆိုချက်တွေကိုတော့အတီးပြုတ်နိုင်ခြင်းမရှိပါဘူး ဒါကမှရှိတဲ့ sorry တယုံကလည်းတုံ့ပြန်ဖြေကြခြင်းမရှိပါဘူး2020ခုနှစ်က Miss Earth Bangladesh လာမယ်ဆိုရရှိခဲ့တဲ့ align ကတော့ဒီမနေ့ကိုအတင်းဝင်ရောက်ဖို့ကြိုးစားနေတော့ video ရိုက်ပြီးပုံကူးနေကတိုက်ရိုက်ထုတ်လွှင့်ခဲ့ပါလေသူ့ဖန်စီတင်းတင်းကြောင်းရဲတဖွဲ့ကတောက်တာနေကတီးပြပြောဆိုပါတယ်နိုင်ငံတော်လုံခြုံရေးကိုအနောက်ရှက်ပြပြီးတိုင်းပြည်ရဲ့ဘဏ္ဍာအကျိုးစီးပွားကိုထိခိုက်နစ်နာစေတဲ့သူလို့ဆွဆွဲပြီးဖန်စီထင်းသိမ်းခဲ့တာဖြစ်ပါလေ ဆော်ဒီအာရေဗျနိုင်ငံဟာဘင်္ဂလားဒေ့နိုင်ငံကိုဗန်လာရေးတဲ့လူသားချင်းစာနာတဲ့ကူညီတွေတောင်းလျှောက်ပေးခဲ့တဲ့နိုင်ငံဖြစ်ပြီးဘင်္ဂလားလုံမာ1.16တန်းတွားရောက်အလုပ်တဲ့နိုင်ငံဖြစ်က2022ဆော်ဒီသကောင်စင်းအရလူဦးရေအများဆုံးကနိုင်ငံခြားသားတွေဖြစ်ပါလိမ့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လူတွေကိုကန့်သတ်ရှိထိန်းသိမ်းထားနိုင်တဲ့အထူးအာဏာဥပဒေအရသူ့ကိုဖမ်းဆီးထားတာပြည်ပြည်ဒီဥပဒေကိုလူ့ခွင့်ရေးအဖွဲ့တွေကဝေဖန်နေပါတယ်။မက္ကနာကိုနိုင်ငံတကာကလက်ခံနိုင်တဲ့ရာဇဝမှုအရစွဲချက်တင်ပါ။ မှမဟုတ်လွတ်ပေးဖို့ကျွန်တော်တို့တောင်းဆိုတယ်လို့နိုင်ငံကလူငယ်ချမ်းသာခွင့်အဖွဲ့ကြီးကပြောပါတယ်။ဒီဥပဒေကိုဒီအဖွဲ့ကြီးကကြမ်းတမ်းပြင်းထန်လို့လည်းလို့ဖော်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဂျပန်ဆိုရအဖွဲ့ဥပဒေချမ်းပေးအဇစ်နဇရူကလည်းသူမတို့အထူးအနအဥပဒေနဲ့ဖန်ဆီးထင်းထင်းတာဟာလောကမတရားဘူးလို့တင်းနင်းကုန်နေတဲ့ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ထရန်ကယူကရိန်းစစ်ပွဲကိုဗိုင်နီအိတ်စစ်ပွဲလို့နာမည်ပေးပြီးတော့ သူကဒီစစ်ပွဲကိုရပ်တန့်လိုတယ်လို့ပြောနေပါတယ်ဘာလဲဆိုရအောင်ယူကရိန်းစစ်ပွဲစတင်ရမှာထောက်ကူပြုခဲ့ပြီးလက်ရှိအမေရိကန်ကောင်စော်တွေကဒီစစ်ပွဲကိုရပ်တန့်ဖို့ကြိုးစားနေကြောင်းသမ္မတထရန့်ကဆိုပါတယ်။ဒါဘိုင်နီရဲ့စစ်ပွဲပဲဖြစ်ပါတယ်။ဒါကျွန်တော်တို့စစ်ပွဲမဟုတ်ပါဘူး။ဒါဟာဘိုင်နီလက်ထက်မှာဖြစ်ခဲ့တဲ့စစ်ပွဲပါလို့အမေရိကန်သမ္မတက Air Force 1လေယာဉ်မှာတရင်တောက်တွေကိုပြောပါလိမ့်။သတိရကြပါ။ဒါဟာဂျိုးဘိုင်နီရဲ့စစ်ပွဲပဲဖြစ်ပါတယ်။ ကျွန်တော်ကတောင်ရွတ်တက်ပြီးလူများစွာတက်ကိုကယ်တင်ဖို့ကြိုးစားနေတာတော့ trend ကလေးနဲ့ပြောပါလေ။ဘိုင်လန်ကတော့ဘီလီယံချီတဲ့ငွေတွေပြီးခဲ့တယ်။သူပဲတော့မှတောင်ခွင့်မပြုတင်ဘူး။သူမှအုံနောက်လဲတာရှိရင်သူဒီစပွဲကိုစတင်ခွဲပြုခဲ့ရမှာမဟုတ်ဘူး။သူအုံနောက်မရှိခဲ့ဘူး။ခုလည်းမရှိဘူး။ဒါကတသက်ပြနေတယ်လို့ Donald Trump ကဂျိုးဘိုင်နင်ကိုပြင်းထန်တဲ့ဝေဖန်ပြောဆိုခဲ့တယ်လို့သိရပါလေ။နောက်ထပ်သတင်းပို့ပြောချင်ပါလေ။ လာလေတဲ့ဧည့်သည်ဖွင့်သမျှကိုအုပ်စုဖွဲ့ပြီးစဲရီလွတ်တဲ့ချက်တူရီငါးကောင်ကိုနေရခွဲပြီးချုပ်ထားတဲ့ဖြစ်ရပ်ပြည်တွင်းကဥယျာဉ်ခုမှဖြစ်ခဲ့ပါတယ်ဒီချက်တူရီငါးကောင်ဟာဧည့်သည်တွေကိုစဲနဲ့စဲနဲ့ဖြင့်အုပ်စုဖွဲ့ရီမော်ပြီးလောင်ပြောင်ကြတယ်ဆိုပါတယ်လေကောရှာယာထင်းထင်းဥယျာဉ်မှာအာဖရိကအနယ်ကွာမီးဥရောချက်တူရီတွေဖြစ်တယ်နာမည်ပေးထားတဲ့ဘီလီအဲလစ်အရစ်ဂျေးနဲ့တိုင်ဆန်လို့ရှိပါတယ်ဒါပေမဲ့သူတို့တွေ အုပ်စုဖွဲ့ပေါင်းမှုကြီးမှာနိုင်ငံငွေနဲ့ပဲရိုင်းဆိုင်သွားကြတာပြီဧည့်သည်တွေကိုဆဲလွတ်တယ်တစ်ချိန်တည်းမှာပဲဧည့်သည်တွေကိုလောင်မျောကြီးမောတာလည်းလောက်ပါလေဒီကျတုပြည်တွေဟာဘာသာစကားမိခင်ဘာသာစကားဖြစ်သူသဖြင့်ဒီအင်္ဂလိပ်စကားတော်တော်လေးတက်တယ်လို့ဆိုပါတယ်ဧည့်သည်တွေကတော့ဒီကျတုပြည်တွေကိုအပြည့်မမြင်ပါဘူးဒါပေမဲ့ဥယျာဉ်ဘက်ကတော့ဒီကျတုပြည်တွေလို့ရဟာရိုင်းဆိုင်လို့ရလို့ဆိုပါတယ် တနည်းအားစီခွဲထားလိုက်ပြီးပြလဲရင်ကျေးလို့လည်းရွေချင်းနဲ့ပြုတ်ပြင်ပေးတော့မယ်လို့သိရပါတယ်။ဒါပေမဲ့သူတို့ရွေချက်အောင်မြင်မအောင်မြင်ကတော့မသိနိုင်ပါဘူး။ရှိတဲ့ရတဲ့ကျက်တူရည်တွေလို့ပြောရပါမယ်။ဒီကျက်တူရည်တွေကိုစက်တက်အောင်ဘသူတွေကတင် जा ပေးသွားလဲဆိုတာလဲခုနကဒီဘေဟလီသဖွယ်ဖြစ်နေပါလေ။